ပူရှင်လုံခဲ့မှုကြောင့်အုံနောက်သူကျော်ပြစေနိုင်သလားမြွေရီရောက်တိုင်းနေနည်းရဲ့အပူရှင်ကလည်း ပူတထက်ပူလာစေပါတယ်အပူရှိလုံခဲ့မှုကြောင့်အုံနောက်သွေးကြောပြည့်စင်လာသလားဆိုရင်ရာသီဥတုပူပြင်းတာတစ်ခုတည်းကြောင့်အုံနောက်သွေးကြောကမပြတ်နိုင်ပါဘူးဒါပေမဲ့အပူရှိတစ်ခုတည်းမဟုတ်ဘဲအခြားလက္ခဏာတွေကြောင့်အုံနောက်သွေးကြောပြည့်စင်နိုင်ပါတယ်ဘာလို့လဲဆိုရင်အပူရှိလုံခဲ့မှုကြောင့်တော်မူလောင်ချင်းလေယာမြေတွေရေခမ်းချောက်ချင်းတရိစံတွေတည်ကြည်ပြည့်စည်တဲ့အဖြစ်ကျွန်တော်တို့လူသားတွေကလည်းအပူရှိမြင့်မားလာတဲ့အခါအသက်ကြီးရွယ်ဦးရွေး နာမကျန်းဖြစ်နေသူတွေကလင်းငယ်တွေအပြင်ကျွန်တော်တို့လိုအရွယ်ရောက်နေသူများလည်းအခုချိန်လုံးကိမှုကြောင့်အမတ်မထဲမှုမိချင်းချွတ်ထွက်လွန်ခြင်းခေါင်းကိုက်ခြင်းအော်အန်ခြင်းမအင်မတားဖြစ်ခြင်းအသားရည်မီလောင်ခြင်းအပူရှက်ခြင်းတွေးတူးခြင်းတွေးပေါင်းကြခြင်းဧည့်သည်ခန်းချောက်ခြင်းမိတ်ချွတ်ခြင်းစီချိုတက်ခြင်း နှလုံးထိကိုက်စေခြင်းအစာတောက်ပြလာခြင်းစတဲ့လက္ခဏာတွေကြောင့်အုံနောက်တွေကျော်ဖြစ်စေနိုင်ပါတယ်။နောက်ပြီးအပူရှင်လွန်ကဲမှုကြောင့်အရင်ဦးဆုံးဘလောလူတွေအုံနောက်တွေကျော်ဖြစ်စေနိုင်တယ်လို့ဆိုရင်တွေ့တူယောဂရှိနေသူများအရက်တောက်သုံးသူများအသက်ကြီးရွယ်ဦးများကိုခါအားနည်းသူများအဝလူနေသူများနေဦးတဲ့အလုံးလုံးနေသူများယောဂအခန်းကြောင့်နာမကျန်းဖြစ်နေသူများ နှလုံးယောဂါရှိသူများအဆုတ်ရောင်ယောဂါရှိသူများကြောက်ကဲ့ယောဂါရှိသူများစတဲ့သူတွေမှာအပူချိန်လွန်ကဲမှုကြောင့်အုံနောက်သွေးကြောဖြစ်စေနိုင်တာကြောင့်နေပူချိန်ပြင်းတဲ့အခါမျိုးတွေမှာအထူးကူးစိုက်ပေးဖို့မလိုက်ချင်ပါတယ်